ငါလည်းမမြဲဘူးငါပစ္စည်းတွေလည်းမမြဲဘူးတနေ့ကျရင်ငါတို့အလုံးထားသွားရမှာပဲအရာခတ်သိဟာဘယ်သူမှမမြဲဘူးသင်္ခါရတရားမှန်သမျှဟာဘယ်အရာပဲဖြစ်ဖြစ်ပြောင်းလဲပျက်စီးခြင်းနဲ့ပဲကြုံရမယ်ဆိုတဲ့စဉ်းစားဉာဏ်ကလေးတစ်ခုဖြစ်အောင်ကြိုးစားလိုက်ပါဆိုတာဒါဝိပဿနာဉာဏ်ဖြစ်အောင်လုပ်ခိုင်းတာဆိုလို့တနေ့တစ်ခါတော့တတိယပြီ ိုပိုင်တဲ့ပစ္စည်းတွေကိုကြည့်အေးတနေ့ကျတော့ငါတို့ဒါတွေထားခဲ့ရဟောတနေ့ကျတော့ငါတို့ထားခဲ့ရပစ္စည်းတွေပိုင်ဆိုင်တာတွေကြည့်ပြီးနှလုံးသွင်းငါတို့ကိုယ်တိုင်ကလည်းစွန့်ပစ္စည်းကလည်းငါတို့ကိုစွန့်ငါတို့ကလည်းပစ္စည်းကိုစွန့်ဘဝဆိုတာဘယ်ရမှမတည်မြဲပါလားမန္တိမြို့ကြီးတည်ပြီးတော့နန်းတော်ကြီးဆောက်ပြီးနေသွားတဲ့မင်းတို့မင်းကြီးပဲရှောက်တော့ ရှိဘူးလေအဲ့ဒီလိုပဲဘဝဆိုတာမမြဲဘူးဆိုတဲ့အနိစ္စတင်ညာကိုဆင်ញင်တုံတရားနဲ့မကြမကြဆင်ញင်သုံးသပ်ပေးခြင်းအပြင်ဝိပဿနာကုသိုလ်ဖြစ်ပါတယ်အဲ့ဒီဖြစ်လာတဲ့ဝိပဿနာကုသိုလ်သည်ကုသိုလ်ထဲမှာအကောင်းဆုံးလုပ်လို့ရတဲ့ကုသိုလ်ထဲမှာအကောင်းဆုံးပဲဒါဖြင့်သောရကတဲ့မယ်ဆိုရင်လူတွေကအဲ့ဒါတွေတွေးရင်စိတ်ညစ်တယ်ပေါ့ နော်အကုန်လုံးထားခဲ့ရမှာဒါတွေတွေးစဉ်းညစ်တယ်လို့ထင်ကောင်းထင်တယ်မဟုတ်ဘူးအသိဉာဏ်နဲ့စဉ်းညစ်သုံးသပ်ကြည့်တာအမှန်အကန်ကိုစဉ်းညစ်သုံးသပ်ကြည့်ရမယ်ကြည့်လိုက်ရင်ဘလို့အကျိုးရအောင်ဆိုတွေ့တာမှုတွေယော့သွားတာဒါမှန်မယ်တွေ့တာမှုတွေယော့သွားကိုယ်ကိုထာဝရဖြစ်နေတဲ့အတွေးဟာယော့သွားတယ်။အော်ငါတို့ကတခဏပါလား။ တခဏဆိုတော့ငါတို့အကျိုးရှိတာလောက်ရမှာပါလားဆိုတာဒီအသည့်လေးဝင်လာအဲ့ဒီအသည့်ကတတ်မှုရှိတာပြောတာနော်တွေ့တာမှုတွေကိုရှင်းချနိုင်တယ်အသည့်နဲ့မှတွေ့တာမှုကိုရှင်းချတွေ့တာမှုရှင်းချနိုင်မှရှင်နေကတောကဆိုတာရှင်းချလို့ရတယ်စဉ်းစားကြည့်လေကိုယ်နဲ့မပိုင်တဲ့ပစ္စည်းတွေလည်းဘယ်သူမှတောကမဖြစ်ဘူးကိုမသိတဲ့လူတယောက်အတွက်လည်းဘယ်တော့မှတောကမဖြစ်ဘူးတောကဖြစ်တာ ကိုနဲ့ခင်မင်းရင်းနှီးမှုကိုအကြောင်းပြုတယ်။ကိုပိုင်ဆိုင်မှုကိုအကြောင်းပြုပြီးလူတွေဟာစိတ်ပူနေကြတာဖြစ်တယ်။အဲ့ဒီစိတ်ပူမှုတွေကိုမခံစားချင်ဘူးဆိုလို့ရှိရင် တွေ့တာမှုတွေဖြောင်းလိုက်ပါ။စူးစားပြီးတော့ဘာနဲ့ဖြောင်းမမြဲဘူးဆိုတဲ့သဘာဝတရားကိုဆင်ခြင်သုံးသပ်ပြီးတော့ရှော့ချပြီးဖြောင်းပါလို့ဒီနည်းဒီဆေးကလွယ်လွယ်တခြားနည်းမရှိဘူးလို့မြတ်စွာဘုရားဟောတာเนาะ